င်္ဂလာပါရှင်စစ်ပကတိစင်ပါဒီနေ့နိုဝင်ဘာလ6ရက်နေ့အတွက် People's Pain ရဲ့အညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်အရတော်မျိုးပေါ်စစ်တပ်စခန်းကိုပောက်ခေါက်ပေါက်အစင်းနဲ့တိုက်ခိုက်တဲ့တဲ့တင်ဗမော်မျိုးတိုက်ပွဲဒီနေ့ပြင်းထန်နေတဲ့အကြောင်းတောင်တောင်မျိုးဝင်စစ်စရိတ်ခိတ်၃ခိတ်ကိုဒေါ်လာရေးတက်တွေတပြိုင်တည်းစီးနေတဲ့တဲ့ PPP အမတ်လောင်းသားအဖောက်ရိုက်နေလို့လူငယ်တယောက်တိတ်ဆုံးသွားတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် ကိုင်းတိုင်းအရတော်မြို့ပေါ်အမှတ်နှစ်ကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဒေါ်လာရေးအဖွဲ့တွေဝင်ရောက်ဆင်းနေတက်ခါရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ထွက်ပြေးသွားတယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ9ရက်မနက်နနာရီဝန်းကျင်မှာအရတော်မြို့မြောက်ဘက်အစွန်မှာရှိတဲ့အမှတ်နှစ်ကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဒေါ်လာရေးအဖွဲ့တွေကဝင်ရောက်ဆင်းနေတက်ခါကြရမှာတိုက်ပွဲမိနစ်20ဝန်းကျင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့အရတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကဆိုပါတယ် စစ်ကောင်စီတပ်ဖွဲ့ဝင်အင် အားက10ရောက်15ရောက်လောက်ရှိပြီးအရိဂိတ်ကပြည်သူတွေကိုပတ်စံတောင်းတာတွေပြုလုပ်တယ်လို့ပကဖတောင်းဝရှိသူကပြောပါတယ်အထိတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်ရဲ့ထိခိုက်ဒေဆုံးမှုကိုစစ်ဆင်ဆဲဖြစ်ပြီးဒေါ်လာရေးအဖွဲ့တွေကတော့အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့တယ်လို့သူကဆိုပါတယ်အထိစကန်ကနေအိုင်ကွန်၄လုံးငွေသား3သိန်းဝန်းကျင်ဆိုင်ကယ်3စီးကြီထောက်တွေနဲ့တခြားစစ်အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်ပါတယ် ဒါပြင်စစ်ကောင်စီစစ်ကိုလာနိုင်တဲ့လမ်းကြောင်းတွေကိုဖျက်တောက်နိုင်ရဲ့အတွက်လဲပကဖရဲဘော်တွေကတောင်းဝန်ယူထားခဲ့တယ်လို့သိရပါတယ်။အထက် gas gun ကိုစီးနေတက်ခိုက်တဲ့စစ်စင်ရေးကိုအရတော်မြို့နယ်ပကဖဒီပင်းရင်းမြို့နယ်ပကဖကျစ်တဲ့နဲ့စားတဲ့အဖွဲတွေကပူးပေါင်းတက်ခိုက်ခဲ့တယ်လို့ဆိုရပါအရတော်မြို့ပေါ်ကပြည်သူတွေအနေနဲ့စစ်ရေးတရိပ်နဲ့နေထိုင်ကြဖို့ကိုလည်းအရတော်ပကဖတောင်းဝန်ရှိသူကမေတ္တာရက်ခံထားပါတယ်ရှင်။ ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လူလတ်ရဲတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီးနိုဝင်ဘာလ6ရက်ဒီနေ့မှာတော့စစ်ကောင်စီရဲ့ခလာရအလေးစက်ခွန်တရင်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စစ်ရေးတရင်ရင်မြက်ကပြောပါတယ်ကချင်ဒေသလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့တရင်ရင်မြက်ကဝိုင်းမော်ဘက်မှာတိုက်ပွဲညင်းနေပေမဲ့ဗမော်မြို့တိုက်ပွဲဒီနေ့ပြင်းထန်တယ်လို့ပြောပါတယ်ခလာရ49တရင်အနီးတိုက်ပွဲဟာ KIA ကအထူးစစ်ဆေးတက်ခိုက်နေတာဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ် ။မမော်ဘက်မှာတိုက်ပွဲနေတိုင်းရှိပြီးနှစ်ဖက်အပြန်အလှန်ထိုးစစ်ဆဲတိုက်ခိုက်နေကြောင်းနဲ့ပြီးခဲ့တဲ့3ရက်အတွင်းနေရာနှစ်ခု KIA ကပြန်ရထားကြောင်းကချင်စစ်ရေးတရင်ရမြက်ကဆိုပါရယ်။မမော်ဒေတာအစစ်ရေးအခြေအနေကိုမင်းမြတ်ဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီဆက်သွယ်ထားစေပါ။ဒါပြင်စစ်ကောင်စီနဲ့ KIA ဟာကချင်းပြည်နယ်ခေါလံဘူးဘက်မှာလည်းတိုက်ပွဲတွေရှိနေပြီးအော်တိုဘားအတွင်းခေါလံဘူးဒေသကစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ကန်၄ခုကို KIA ကသိမ်းပိုက်ထားပါတယ် အခြားတဲ့ရင်မဲ့တူကလည်းတိုက်ပွဲတွေနှစ်ဝက်နီးပါးကြာဖြစ်ပွားနေတဲ့ဖားကန်မှာလည်းစစ်ကောင်စီတပ်ကအစ်အင်အားဖြစ်တင်းနေတယ်လို့ပြောပါတယ်။ဖားကန်ကိုစစ်တပ်ကအစ်အင်အားပို့နေလို့ဗရန်ကထောင်ဂိတ်ကိုဒီမနက်ပိုင်းစစ်တပ်ကပိတ်ထားကြောင်းအဲ့ဒီတဲ့ရင်မဲ့ကအဆိုပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဝါရဖြန့်သူတို့ချို့နဲ့စစ်ကောင်စီအားပေးမီဒီယာတချို့မှာတော့ KIO KIA နဲ့စစ်ကောင်စီတို့တွေးဆဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ဝါရဖြန့်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ကချင်စစ်ရေးတဲ့ရင်မဲ့တူက စစ်ကောင်စီနဲ့ KIA တွေ့ဆုံဖို့မရှိသေးဘူးလို့ဆိုပါတယ်။အဲ့ဒီလိုစစ်တကဝါရောက်ဖြန့်နေတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ဗိုလ်မှူးကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းတောင်တောင်မြို့ဝင်စစ်စေးရိတ်ခိတ်သုံးကဲကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်ထပ်မံတေဆုံးခဲ့ကြောင်းမြင်းချက်ခရိုင်အမှတ်၃တပ်ရင်းရဲ့တာဝန်ရှိသူကပြောပါရယ်။နိုဝင်ဘာလ၅ရက်မနေ့မနက်၆နာရီဝန်းကျင်ကတောင်တောင်မြို့ကမကြီးရိုးခိတ်ဘေးတနိုးတောင်ခိတ်နဲ့ ဇကြံအထွတ်တန်လန်းစစ်စေးရိတ်ခိတ်တွေကိုမြင်းချင်ခိုင်ရိုင်အမှတ်3တရင်ကတပြိုင်နေစီးနှက်တက်ခိုက်ခဲ့တာဖြစ်ပါတယ်။တကိန်းနဲ့တကိန်းကမနီးကပ်ပဲဇကြံအထွတ်တန်လန်းဂိတ်ဆိုတာကတောင်တာမြို့ရဲ့အနောက်ဘက်အထွတ်ဂိတ်မကြီးရိုးဂိတ်ကတောင်တာမြို့အရှိတ်အထွတ်ဂိတ်လို့မြင်းချင်ခိုင်ရိုင်အမှတ်3တရင်ရဲ့တာဝန်ရှိသူကရှင်းပြတာပါ။မကြီးရိုးဂိတ်ကအစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးဘန်ကားရီအတွင်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ရဲ့အလောင်းတွေကိုတွေ့ကြရတယ်လို့တယန်းတာဝန်ရှိသူကပြောပါတယ် ဘန်ကောက်တွေကိုတော့မီးရှို့ခဲ့တယ်လို့သူကဆက်ပြောတာပါဘေးသနိုးတောင်ပေါ်ကဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးဘန်ကောက်12ခုထဲကဘန်ကောက်17ခုထိသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်စကြမ်းအထွတ်တန်လန်းဂိတ်မှာတော့အပြင်းအလန့်ပြစ်ကတ်မှုဖြစ်ပွားခဲ့ပြီးစခန်းကိုမသိမ်းနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တယ်လို့ငင်းချက်ခရိုင်အမှတ်3တိုင်ရင်က ထုတ်ပြန်ပါတယ်တိုက်ပွဲအတွင်းငင်းချက်ခရိုင်အမှတ်3တိုင်ရင်ရဲ့ရဲဘော်တယောက်ကြီးထိမှန်ပြီးမစိုးရိမ်ရဘူးလို့သိရတာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်နက်တွေယူပြီးထွက်ပြေးကြလို့လက်နက်မသိမ်းလိုက်နိုင်ဘူးလို့လည်းဆိုပါတယ်။ကာကွယ်ရေးရဲဘော်တွေအနေနဲ့ဘန်ကားတွေကိုထိန်းထားနိုင်ပေမဲ့စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့်တောင်သားမြို့ပေါ်ပြည်သူတွေထိခိုက်မှာစိုးတဲ့အတွက်မီးရှို့ပြီးပြန်ဆုတ်ကြရတယ်လို့အသိပေးထားတာပါ။ဒါပေမဲ့မင်းညာရှင်းနိုင်ကြော်မှာတော့စစ်ကောင်စီတပ်ကတောင်သားနယ်အတွင်းကအွှေတံဘူကြီးရွာကိုလေကြောင်းတိုက်ခိုက်လို့ပြည်သူတယောက်သေဆုံးပြီးအိမ်တွေပျက်စီးခဲ့တယ်လို့ လူမှုလှုပ်ရှားမှုကော်မတီတောင်တာကထုတ်ပြန်ထားပါတယ်ရှင်။ရန်ပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာတစောင်းဘုံလာပြည်ညာကလူငယ်ရေးစုပြီးကာလာသာဟင်ချက်စားဖို့ကြက်ခိုးတဲ့အထက်ကလူငယ်တယောက်ကိုပြည်သူ့ရှေ့ဆောင်ပါတီ PPP အမတ်လောင်ဆိုင်းရွှေထီးနဲ့တားဖြစ်သူတို့ကရိုက်နှက်လို့တေဆုံးသွားခဲ့တယ်လို့သိရပါတယ်။တောင်ကြီးမြို့ရက်ွက်တဲ့အနေမြင့်နဲ့မှာနိုဝင်ဘာလ9ရက်မနက်2:00ခွဲဝန်းကျင်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ အထိရက်ွက်တဲ့က PPP အမတ်လောင်ဆိုင်းရွှေထီရဲ့ခြံဝင်းတဲ့ကကြက်ကိုလူငယ်တယောက်ကဝင်ဖမ်းစင်မရိုက်နှက်ခဲ့တာလို့သိရပါတယ်။အထိလူငယ်ကိုဆိုင်းရွှေထီနဲ့သူသားဖြစ်သူဆိုင်းကျော်စိုးမိုးတို့ကဖမ်းဆီးရနိုင်ခဲ့တာကြောင့်ဒေဆုံးသွားခဲ့တယ်လို့ဒေသခံသူကပြောပါတယ်။လက်ရှိမှာတော့ဆိုင်းရွှေထီနဲ့သားဖြစ်သူတို့ကိုတောင်ကြီးမြို့မှာရဲစခန်းမှာဖမ်းဆီးထားပြီးလူတက်မှုနဲ့အမှုဖွင့်ထားတယ်လို့သိရတာပါ။ဆိုင်ရွှေတီဟာစစ်ကောင်စီဝန်ကြီးဟောင်းဒေါ်သက်ခိုင်ရဲ့ PPP ပါတီကိုကိုစားဖြစ်ပြီး တောင်ကြီးမြို့မဲဆန္ဒနယ်အမှတ်၁ကနေဝင်ပြိုင်ဖို့အမှတ်ပုံတင်ထားသူဖြစ်ပါတယ်။တောင်ကြီးမြို့ဒေသခံတူကစစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေဟာစစ်တပ်လိုပဲလူမှုအပေါ်ရုံမာကြပြီးအခုလိုဖြစ်လို့လူသိတာနဲ့မသိတာပဲရှိတယ်လို့ပြောပါတယ်။ဒါကြောင့်မို့လာပြည်နေညာနဲ့လာပြည်ကျော်တရညာတွေမှာတခိုးကြီးအဖြစ်လူငယ်တွေကပျော်ပွဲရှင်ပွဲလုပ်ပြီးပျော်ပါလေရှိပါတယ်။တောင်ကြီးမြို့လိုစစ်ကောင်စီကအပြစ်အဝါထိန်းချုပ်ထားတဲ့မြို့တွေမှာအခုလိုပျော်ပွဲရှင်ပွဲတွေရှိပေမဲ့ ဒေသအနှံ့ကအမျိုးတွေအများပြားမှာတော့အရင်ကလိုပျော်ပွဲရှင်ပွဲတွေမလုပ်ကြတော့ပါဘူး။ဒေါ်လရင်အင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာဆိုရင် စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့တတိပေးထားတာတွေလည်းရှိနေပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။